င်္ဂလာပါရှင်ကျမကတော့ချူချူဆမ်းပါ DBB ရုပ်မြင့်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမှာလာမယ့်ဒီဇင်ဘာလမှာစစ်ကောင်စီကကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲမှာစစ်တပ်ကအငင်းစားယူထားတဲ့ဗိုလ်ချုပ်ကြီးဒုဗိုလ်ချုပ်ကြီးနဲ့ဗိုလ်ချုပ်တွေက နေပြည်တော်မှာအမျိုးသားလွှတ်တော်နေနေရာနဲ့ပြည်သူလွှတ်တော်နေရာတွေကိုကြန့်ခိုင်ရေးပါတီကိုစားပြုပြီးဝင်ပြိုင်မှာဖြစ်ပါတယ် အမျိုးသားလွှတ်တော်မဲဆန္ဒနဲ့နှစ်နေရာကိုအငိမ့်စားဗိုလ်ချုပ်ကြီးတင်အောင်ဇန်းနဲ့ပုံမှုချုပ်တင်ဦးလင်တို့ကစက်ခိုင်ရေးပါတီကရှင်းပြမှာဖြစ်ပါတယ်။အောက်ထရတီရီမျိုးနဲ့မဲဆန္ဒနဲ့အတွက်ပြည်သူ့လွှတ်တော်နေရာကိုဗိုလ်ချုပ်ကြီးတင်အောင်ဇန်းကပြိုင်မှာဖြစ်ပြီးဒက္ခိဏတီရီမျိုးနဲ့မဲဆန္ဒနဲ့အတွက်ဒုပ္ပချုပ်ကြီးမြတ်ဟိန်ကဝင်ပြိုင်မှာဖြစ်ပါတယ်။ကျက်ခရေးပါတီဥက္ကဋ္ဌဥခင်ကြီးကဇေယသီရိမြို့နယ်မဲဆနာနယ်ကနေပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောက်အဖြစ်ဝင်ပြိုင်မှာဖြစ်ပြီး တက်ကုံမြို့နယ်မဲဆနာနယ်မှာဘူချုပ်မမအောင်ကဝင်ပြိုင်မှာပါစမူသရီမြို့နယ်မှာမင်းကင်းမောင်မြေလို့အများကတီးခြားတဲ့ဒုပုံမှုကြီးဟောင်းမောင်မြေကဝင်ပြိုင်မှာ ဖြစ်ပြီးပုပ္ပသရီမြို့နယ်မှာတော့ဘူးလက်လှဆွေလို့အများကခေါ်ကြတဲ့ဒုပုံမှုကြီးဟောင်းလှဆွေကဝင်ပြိုင်မှာဖြစ်ပါတယ်နေပြည်တော်ရှစ်မြို့နယ်မှာပြင်မနာနယ်လဝဲမှာတော့စစ်တပ်ကအငိမ့်စားတွေမဟုတ်ဘဲ ကြက်ခိုင်ရေးပါတီမြို့နယ်ကော်မတီဝင်တွေဖြစ်တဲ့ဥက္ကမဝင်းနဲ့ဦးဝင်းထေတို့ပြိုင်မယ်လို့ပါတီဝင်တယောက်ကပြောပါတယ်။အလားတူအငိမ့်စားဘူချုပ်ကြီးညိုစောကကိုကိုကျွန်းဘူချုပ်ကြီးမြထုံဦးကပြင်ဦးလွင်ဒုဗိုလ်ချုပ်ကြီးကံမြင့်တန်းကမအူပင်ဒုဗိုလ်ချုပ်ကြီးစိုးတင်နိုင်ကမကွေးနဲ့ဒုဗိုလ်ချုပ်ကြီးသက်ပုံကစကိုင်းမြို့နယ်ကနေပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ပြိုင်မှာဖြစ်ပါရဲ့ရှင်။ မန္တလေးတိုင်းမိုးကုံးမြို့အရှိပိုင်းဖះငါးစုအနီးနဲ့ကံတော်ရက်ကွက်ကိုစစ်ကောင်စီတပ်ကအော်တိုဘားလ21ရက်နေ့လယ်3နာရီလောက်မှာလေကျောင်းကနေဘုံကျဲတက်ခိုက်ခဲ့တဲ့အတွက်၃ရောက်သေဆုံးပြီးပျောက်ဆုံးနေသူတွေလည်းရှိတယ်လို့မြို့ကံတွေကပြောပါတယ်စစ်ကောင်စီတပ်ကမိုးကုံးမြို့ဖះငါးစုအနီးနဲ့ကံတော်ရက်ကွက်ကဖူဆယ်ဘောလုံးကွေအနီးကိုဘုံတလုံးစီထပ်မံကျဲချတက်ခိုက်ခဲ့တာလို့ဆိုပါတယ် ပထမတလုံးကျဲချပြီးသိမ့်မကြခင်မှာနောက်ထပ်တလုံးလာကျဲတာဖြစ်ပြီးမြေကြီးတွေပါတုံတယ်လို့မိုးကုံမြို့ကန်ကပြောပါတယ်။ဘုံကျဲမှုကြောင့်ကန်တော်ရက်ကွက်ဖူစဲဘလုံးကွေးမှာဘလုံးကစားနေသူတွေသေဆုံးထိခိုက်တာရှိခဲ့ပြီးအရေးအတွက်အတိအကျကို DBB ကအတည်ပြုဖို့စ조사နေဆဲဖြစ်ပါတယ်။စစ်ကောင်စီတပ်ကအော်တိုဘားလ20ရက်ညနေပိုင်းကလည်းမိုးကုတ်မြို့အနောက်ပိုင်းကကြောက်ဖားရွာနေမှာရှိတဲ့ကြက်ချံကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ပြီးလူထိခိုက်မှုတော့မရှိခဲ့ပါဘူးရှင်။ ထက်တန်းပညာရေးဆန္ဒတမ်းမှာဥပဒေပညာရပ်ကိုထည့်သွင်းသင်ကြားနိုင်ဖို့စစ်ကောင်စီကပြင်ဆင်ဆောင်ရွက်နေတဲ့အပေါ်ပညာရေးအတိုင်းဝိုင်းနဲ့ဥပဒေပညာရှင်တွေကြားမှာဝေဖန်မှုတွေမြင့်တက်နေပါတယ်။ဝေဝေသတင်းပေးပို့ထားပါတယ်ရှင်။အခြေခံပညာအထက်တန်းအဆင့်ဆက်နတ်တန်းမှာဥပဒေဘာသာရပ်ကိုထည့်သွင်းသင်ကြားနိုင်မှုဆရာဆရာမတွေကိုသင်ကြားရေး TOT သင်တန်းတွေစတင်ပေးနေပြီဖြစ်ပြီး ဒီပေါ်မှာပညာရေးတိုင်းဝိုင်းနဲ့ဥပဒေပညာရှင်တွေကဝေဖန်ထောက်ပြနေကြပါတယ်။စစ်ကောင်စီကပေးတဲ့ဥပဒေပညာရက်ဟာဟန်ပြတာဖြစ်နိုင်ပြီးចောင်းသားចောင်းသူတွေကိုဥပဒေနဲ့ပတ်သက်တဲ့အကြောက်တရားတွေကိုသာသင်ကြားနိုင်ကြောင်း CDM ចောင်းဆရာဆရာနောင်ချိုကဝေဖန်ပါတယ်။စစ်ကောင်စီဘက်ကပြောတဲ့ဥပဒေပညာရက်ဆိုတာဘယ်လိုပုံစံဖြစ်မလဲတော့ကျွန်တော်မသိဘူးပေါ့နော်။ဒါပေမဲ့ဖြစ်နိုင်ချေများတာကတော့သူတို့ဒီအကြောက်တရားပေါ့ဗျာဒီဘယ်အောင်လုပ်ရင်တော့ဘယ်ပုံမှန်နဲ့ညီစွန်းနေဆိုတဲ့အခါမျိုးတွေကို အဓိကထဲ့ထဲ့ဖို့ပဲသူတို့လုပ်ကြမယ်လို့ထင်တာပဲဆယ်ကျော်သက်တွေကိုအဲအဲ့ဒီဟာတွေရိုက်သွင်းဖို့အတွက်စဉ်းစားတာမျိုးလည်းဖြစ်နိုင်တာပေါ့နော်ဒါပေမဲ့ဘယ်လိုဖြစ်မယ်တော့ကျွန်တော်သိချာမသိပါဘူးအဲ့လိုပုံစံမျိုးဖြစ်ဖို့တော့ပုံများတယ်လို့တော့ကျွန်တော်ကတော့ထင်ပါတယ်ဘယ်လိုပြောမလဲဟန်ပြတက်တက်ပဲဖြစ်မှာပါအဲ့လိုဥပဒေပညာရဲ့လိုဟာမျိုးတကယ်ပေးဖို့အတွက်ဒီရက်တူသင်တန်းလောက်နဲ့ပေးပြီးတော့အဲ့ဒီဆက်စမတွေကပြန်တင်နေဆိုရဟာကြီးကလက်ကဲနဲ့တွေ့ကြတော့မဖြစ်နိုင်ဘူးများပါတယ်အဲ့ဒါကဒီចောင်းသားចောင်းသူတွေကသက်ခံပုံစံပဲဖြစ်မှာပေါ့နော် ိုတကယ်နားမလဲပဲねဟိုအယူကောက်လွဲတာတွေကိုပြန်ပေးပြန်တင်ချလို့ရှိရင်လည်းဒါကပူကျိုးရှိတာမျိုးမဟုတ်ပဲねစိတ်တော့ပဲဖြစ်စီမှာပေါ့နော်အဲ့ရတော့ကျွန်တော်ကတော့အဲ့လိုတော့ထင်ပါတယ်ဟုတ်တရားဥပဒေစိုးမိုးဖို့ဥပဒေအဖွဲ့အစည်းတွေပေါ်ယုံကြည်အားကိုးစေဖို့ねပြည်သူတွေဟာဥပဒေကိုနားလည်ဖို့စီမံချက်တစ်ခုအနေနဲ့ပန်းနိုင်ငံရဲ့ချမှတ်ခဲ့ရမှာအခြေခံပညာရေးအထက်တန်းအဆင့်၁၂တန်းမှာဥပဒေဘာသာရပ်ကိုထည့်သွင်းပူချနိုင်မှုအတွက် ဆရာဖြစ်တင်တန်းတွေစတင်ဆောင်ရွက်နေပြီဖြစ်တယ်လို့အော်တိုဘာလ17ရက်မှာပြုလုပ်ခဲ့တဲ့ဥပဒေရေးရာဝန်ကြီးဌာနတွေ့ဆုံပွဲမှာပြောကြားခဲ့တာဖြစ်ပါတယ်။တရားလွှတ်တော်ရှေ့နေတယောက်ကတော့ဒီပေါ်မှာဝေဖန်မှုတွေရှိနေပေမယ့်ထူးထူးခြားခြားပြောင်းလဲမှုတွေရှိလာမှာမဟုတ်ကြောင်းကိုပြောပါတယ်။အတကြအနေနဲ့ရတော့ပုံလီနဲ့ပတ်သက်ပြီးတော့ဗောနော်ဝါသနာပါတဲ့လူတွေဥပ္ပိပညာကိုလိလာခြင်းတဲ့သူတွေတို့ကတော့ဒါဟာလေကားတစ်ထစ်လိုပဲမြင်တယ်ဗောနော် တင်နန်းကနေတင်ပြလိုက်တဲ့တင်ယုံညွန်နိုင်နိုင်မယ်တင်နေမယ်ဆိုလို့ရှိရင်တော့စာကိုဖတ်ပြီးတော့တင်ကြားတဲ့ပုံစံပဲဖြစ်သွားမယ်အဲ့ဒီခါကျရင်ကျောင်းသားကဘာဖြစ်သွားမှာဆိုဥပဒေပညာရက်ဒီဘလောက်တော့မှပြင်းစရာကောင်းပါလားဆိုတော့ကိုသိသွားရင်တော့အဲ့ဒီလူတယောက်တော့ကဥပဒေဟာပြင်းစရာကြီးပါလားလို့ထင်သွားလိမ့်မယ်တင်ယုံညွန်နန်းမှာဥပဒေပညာကိုထည့်သွင်းပေးမယ်အချက်တည်းဝေဖန်မှုတွေတော့ရှိနေတယ်ဆိုပေမဲ့တကယ်တော့အမှန်တိုင်းပြောရင်တော့ဘာမှတော့သိပြီးတော့ထူးခြားတဲ့ပြောင်းလဲမှုကြီးမဟုတ်ဘူးအစိုးရအကြောင်းဆရာဆရာမတွေအပြင် ပုဂ္ဂလိကဆရာဆရာမတွေကိုပါဥပဒေဘာသာရပ်ဆိုင်ရာ TOD သင်တန်းတွေတက်ရောက်ဖို့ညွှန်ကြားထားကြောင်းသိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွေထဲမှာပဲဆရာတွေအနေနဲ့သင်တန်းတွေတက်ရောက်နေရပြီးသင်ကြားရေးဆရာလုံလောက်မှုမရှိတဲ့အတွက်သင်ကြားရေးပိုင်းမှာအခက်အခဲတွေရှိနေကြောင်းပုဂ္ဂလိကဆရာတယောက်ကလည်းပြောပါတယ်။ကျွန်တော်တို့ကဦးပြောင်းထားပြောင်းလဲထားတဲ့စနစ်တစ်ကြီးတွေနေဦးမှာပဲကျွန်တော်တို့ပုဂ္ဂလိကဆရာတွေရော အစိုးရအကြောင်းဆရာတွေရောတော်တော်ကြီးကိုခက်ခက်ခဲခဲ ဟိုလေးလာတင်ယူနေရတယ်ပေါ့နော်ဆရာကြီးဘက်ကလေးလာတင်ယူရတာခက်ခဲနေလို့ခလေးတွေကလည်းမနေလိုက်ယူခဲ့ပြီးတော့လုံးနေရတာကိုတွေ့ရှိရတယ်ပေါ့နော်အဲ့လိုဖြစ်နေတဲ့အချိန်မှာဒီလိုဆရာလိုဝဲချက်တွေတင်ယူရလိုဝဲချက်တွေကိုဖြည့်ဆည်းတာမဟုတ်ဘဲနဲ့အကြောင်းမတည့်တဲ့ဥပဒေပညာရေးကိုထည့်သွင်းတာကတော့တော်တော်အထိပယ်မရှိဘူးလို့မြင်မိတယ်ပေါ့နော်အဓိကတော့ကလေးတွေကစာအတက်တစ်ခုထပ်လုပ်ရတာမျိုးကိုသူတို့တွေမနေမျိုးသူတို့ဆရာကြီးအနေနဲ့ကလည်းဟိုထပ်ပြောတဲ့ဆရာကြီးအလုံးလုံးရှိတာမဟုတ်တဲ့အတွက်ကြောင့်မလွယ်ဘူးပေါ့နော်ဆရာကြီးအနေနဲ့လည်း သူလှုပ်ချင်တာကိုသူထားလုပ်တယ်လို့ပဲကျွန်တော်တို့မြင်တယ်ပေါ့နော်ခင်မီဖွံ့ဖြိုးတိုးတက်ပြီးတည်ငြိမ်အေးချမ်းတဲ့နိုင်ငံကိုတည်ဆောက်နိုင်မှုလူတိုင်းဥပဒေကိုသိရှိလိုက်နိုင်ရမှာဖြစ်လို့အခြေခံပညာရေး grade 11နဲ့ grade 12တွေမှာဥပဒေဘာသာရပ်ဆိုင်ရာတွေကိုသင်ကြားပို့ချရမယ်လို့စကောင်းဆောင်က2024ခုနှစ်ကမ္ဘာ့ဆရာများနေအထိမ်းအမှတ်တော်ဝင်လာမှာကတည်းကထည့်သွင်းပြောကြားခဲ့ပူပါတယ်ကျွန်မဝေပါ ဒီပီပီရုံမြင်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချူချူဆက်ပါရှင်